ကဘာတန်ကြီးအမြင့်ဆုံးဘိုလူပွဲဒို့မဟုတ် ချန်ပီယံရှစ်ပလေးအော့ဖ်ဖိုင်နယ်မင်္ဂလာပါကိုကိန်းစတဖုတ်ဘောရှူရနေကြိုးစားပါရယ်စနေည၈နာရီခွဲမှာရှင်ပြိုင်ဘိုလူးကြတော့မယ်ပလေးအော့ဖ်ဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဆန်ဒလန်နဲ့ရှဖီယူနိုက်တက်တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုလုပ်ပေးသွားကြမှာရယ်ဆိုတော့ဒီပွဲကြိုသုံးသက်ချက်မလုပ်ခင်မှာပလေးအော့ဖ်ကနေတဆင့်ပရီးမီးယားလိဂ်ကိုတက်ခွင့်ရတဲ့အသင်းဟာ ဘာကြောင့်ကဘာပေါ်မှာစုချင်းငွေအများဆုံးရတာလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးစဆွေးနွေးကြည့်ကြပါမယ်။ဆိုတော့ချန်ပီယံရှစ်ကနေပရီးမီးယားလိဂ်ကိုတက်တဲ့အသင်းတွေကပုံတရနှစ်မျိုးရှိတယ်ဗျ။အဆင့်၁နှစ်ရတဲ့အသင်းတွေဒီဒိုက်ရိုက်တန်တက်ခွင့်ရပါတယ်။အဆင့်၃ကနေ၆ထိရတဲ့အသင်းတွေကတော့ပတ်လည်ပြန်ကန်ရပြီးအခုနောက်ဆုံး final မှာ Sunderland နဲ့ Sheffield United တို့လာတွေ့တာပါ။ဆိုတော့ဒီ ဖိုင်နယ်ပွဲမှာဘိုဆွဲသွားခင်ရမယ့်စုကြီးဆိုတာထက် ပရီးမီးယားလီးကိုတန်တက်ခွင့်ရတဲ့အတွက် ပေးတဲ့စုကြီးလို့ပြောရင်ပို့ပြီးတော့မှန်လိမ့်မယ်ပရီးမီးယားလီးကနေပေးအပ်ချီးမြှင့်တဲ့တနည်းအားဖြင့်ပရီးမီးယားလီးမှာရှင်သန်ရက်တည်ဖို့အတွက်ဖန်တီးပေးတဲ့ငွေကြေးအမောင့်ပမာဏကအမတန်အမတန်ကိုများပြားပါတယ်အဲ့ဒီငွေကြေးအမောင့်ပမာဏသည်ယူရိုတန်း220ကနေတန်း300ဝန်းကျင်ပတ်ချလေအထိရရှိမှာပါဆိုတော့ဒီလောက်များပြားတဲ့အမောင့်ပမာဏကိုတခါတည်းပေးမှာလား ဘယ်လိုမျိုးခွဲဝေပြီးသွားမလဲဆိုရဲအပိုင်းတွေပါကျွန်တော်ထပ်ပြီးပြောပြပေးကြပါမယ်ပထမတစ်ကြိမ်တော့ Premier League တန်တက်ခွင့်ရတဲ့အခြေအနေမျိုးမှာစတင်ပေးအပ်သွားမှာဖြစ်ပါတယ်နောက်လာမယ့်ဘောလုံးရာသီတွေမှာ တန်းမစင်းဘူးဆိုရင်တစ်နှစ်ကြာတဲ့အခါမှာအဲ့လိုနှစ်ဆသုံးနှစ်ကြာတဲ့အခါမှာနောက်ထပ်အစလေးတွေတိုးသွားပြီးတော့ကျွန်တော်တို့ပြောလို့ပေါ့ယူရိုတန်း200နဲ့300ဝန်းကျင်ကြားပေါင်တန်း200နဲ့တန်း300ဝန်းကျင်ကြားလောက်သုံးနှစ်အတွင်းစုချင်းငွေပမာဏကိုခွဲဝေပြီးရသွားမှာဖြစ်ပါတယ်အဲ့တော့ပရီးမီးယားလိဒီဘလောက်ထိဒီလိုတန်းတက်လာတဲ့အသင်းတွေအတွက်တက်တောင့်တက်တာဖြစ်အောင်လုပ်ပေးထားတယ်လဲဆိုတော့မတော်တဆဒီချန်ပီယံရှစ်ပလေးအော့ဖ်ကနေပရီးမီးယားလိကိုရောက်ပြီးတန်းပြန်ဆင်းသွားခဲ့သည်ရှိတော့ပြီးခဲ့တဲ့နှစ်ကတော့ပလေးအော့ဖ်ကနေတန်းဆင်းသွားတဲ့အသင်း ်လို့ပေါ့ဗျာအဲ့တော့တန်းစင်းသွားခဲ့ရင်လည်းပြဿနာမရှိဘူး parachute ပေးလို့ခေါ်တဲ့တော့တန်းစင်းသွားတဲ့အသင်းတွေအတွက်ပေးအပ်တဲ့ငွေကြေးအမောက် ပမာဏတရက်လည်းရှိသေးတယ်။အဲ့ဒါကလည်း၃နှစ်စာခွဲဝတ်ပြီးပေးသွားမှာ။ဘာကြောင့်ပေးတာလဲဆိုတော့ပရီးမီးယားလိနဲ့အလံမဝင်းစီခြင်းတဲ့အတွက်တန်းပြန်တက်ဖို့လွယ်အောင် ငွေကြေးရင်းနှီးမြှုပ်နှံမှုလွယ်ကူစေဖို့အတွက်ပရီးမီးယားလိဟာအဲ့ဒီပါရာရှူပေးကို၃နှစ်စာခွဲဝေပေးတာလည်းဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဘရိုသတိထားမိမှာပေါ့ပရီးမီးယားလိဟာတန်းဆင်းသွားတဲ့အတင်းနေနောက်တရာဒီနေရာဒီလောက်ကျရင်တန်းတက်လာတယ်နော်တန်းဆင်းလိုက်တန်းတက်လိုက်ဆိုတော့ပုံစံတွေကပရီးမီးယားလိအဖွဲ့ချုပ်ကဖန်တီးပေးထားတဲ့အတွက်ကြောင့်ဘန်နာယီတောင့်တင်းစွာနဲ့တခြားသောချန်ပီယံရှစ်ကကလပ်တီထက်ဂေါန်တလုံးပိုတာပြီးတော့ ဒါ EPL ကိုပြန်ပြန်ပြီးတန်းတက်နေတာပါအဲ့အတွက်ကြောင့်လဲ Championship ကကလပ်တင်းတွေက Premier League ကိုတန်းတက်ခွင့်ရဖို့အတွက်အိမ်မက်တစ်ခုပမာသဘောထားပြီးကြိုးစားမှုပြုလုပ်နေကြတာလည်းဖြစ်ပါတယ်ကဲအခုခါမှာတော့ကျွန်တော် Sheffield United နဲ့ Sunderland တို့အနေနဲ့ဒီ Final ပွဲကြီးကိုအကောင်းဆုံး Wembley ကွင်းမှာရှင်ပြိုင်ပိုလူကြတော့မှလည်းဖြစ်ပါတယ်ဒီနှစ်သင်းဒီအဆင့်ကိုရောက်လာတဲ့ပုံတံတန်းချင်းကတော့အနည်းငယ်ကွဲပြားပါတယ် ဥပမာလေးလေးပြောရင်တော့တစ်ဖက်ကဆန်ဒလန်ဟာပို့ပြီးချက်တဲသွားနေခဲရခဲစစ်ကိုဗင်ထရီကိုကစားပြီးတော့ဖိုင်နယ်ကိုတက်ရောက်ခဲ့တာပါလမ်ပတ်ရဲ့အသင်းကိုအသေးအံသူတို့ကစားခဲ့ရတယ်နှစ်ကြော့ပေါင်းတည်ကြနေတဲ့အချိန်မှာအချိန်ပိုတိတိရောက်ပြီးတော့မနှဲနိုင်အောင်ကန်ခဲ့ပြီးတော့ဒီအဆင့်ကိုတက်ရောက်ခဲ့တာပါတစ်ဖက်ကရှက်ဖီးယားကြတော့ဘရစ်စတိုနဲ့တွေ့ပြီးအသာစီးများစွာရရှိပြီးတော့ဒီအဆင့်ကိုတက်ရောက်လာခဲ့တဲ့အတွက်အသင်းနှစ်သင်းရဲ့အခြေအနေချင်းကတော့မတူဘူးတို့ပေမဲ့ဆန်ဒလန်ရှက်ဖီးယူနိုက်တက်ကိုဒီနှစ်ဘောလုံးရသည်မှာတစ်ချိန် နိုင်တကြိမ်ရှုံးတဲ့အထိဟိုတန်းတူကစားထားနိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်အကျော်ပေးမှုကလည်းအရင်ကြီးတော့မပြင်းထန်ပါဘူးခင်ဗျာโอเคပရိသတ်အနေနဲ့ဒီ championship playoff ကနေ champion ဖြစ်တဲ့အသင်းရဲ့ benefits တွေကိုเนาะအကျိုးအမြတ်တွေကိုလည်းတည်သွားပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘလုံးဘွဲသုံးသပ်မှုကိုဆက်လုပ်အောင်အဲ့တော့ကျွန်တော်တို့အာရှရဲ့အကျိုးပေးမှုကိုစပြီးတော့ဆွေးနွေးကြည့်ပါမယ်အာရှမှာကတော့ Sheffield United ကတည်ကြရင်တဝက်ရှုံးပြင်ပြီးတော့ပေးထားပါတယ်ဒီအကျိုးပေးမှုကတော့ Bookie အနေနဲ့ တည်ကြနိုင်ခြင်းရှိတယ်ဆိုတော့အကြောပေးမှုမျိုးပေးထားတာပါ။ဘူကီတိုင်းလည်းယုံတော့မယုံရဘူးပေါ့နော်။ယူနိုက်တက်နဲ့တော်တင်ဟော့စ်ပါပွဲအကြောပေးမှုပဲကြည့်။ယူနိုက်တက်ကတဖြည်းဖြည်းချင်းစီပြင်းပြင်းသွားတယ်။အာယူနိုက်တက်ပဲနိုင်မယ်တော်တင်ဟော့စ်ပါမနိုင်နိုင်လောက်ဆိုတဲ့သဘောမျိုးနဲ့အကြောပေးပြီးကမှတော်တင်ဟော့စ်ပါပြန်ရိုက်သွားတယ်။အဲ့ဒါကြောင့်အတိအကျကြီးတော့တွက်လို့မရဘူး။ ကျေးကတော့ဟိုတတယ်မဖြစ်အောင်တမယ်အကျော်ပေးထားတဲ့ကျေးဖြစ်တယ်ဒီအတွက်ကြောင့်မိနစ်60အတွင်းတေကျနိုင်တယ်လို့အချိန်ပိုတွေပါအထိရောက်သွားနိုင်တဲ့အခြေအနေမျိုးရှိပါတယ်တတယ်ကတူးဒီဖြစ်ပါတယ်တူးဒီအတွက်ကြောင့်ပို့ပြီးတော့အကျော်ပေးမှုပျော့ပြောင်းနေပါသေးတယ်နှလုံးရှုံးဆိုရင်တောင်သုံးလုံးအပြည့်ဝပျော်ရွှင်ခွင့်ရပါမယ်အဲ့ဒီနှလုံးရှုံးကျွန်တော်တွေကတေချာပြန်စင်းစားရမယ်သဘောမျိုးအဲ့တော့1 1ဆိုတဲ့ reset မျိုးဖြစ်နိုင်တယ်လို့တင်းတင်းက10လို့เนาะဒါမှမဟုတ်လေ00လို့ စတဲ့ result မျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကျွန်တော် handicap ပြရွေးပေးရမယ်ဆိုရင်တော့ Sunderland ကိုပို့ပြီးတော့သဘောကျတယ်နောက် Sunderland နဲ့ပတ်သက်ပြီး Premier League မှာအမှတ်တရတွေကျွန်တော်တို့အများကြီးအမြင်ခဲ့ရဖို့တယ်အထူးသဖြင့် Darwin Ban နဲ့တော့ Sunderland ကခွဲခြားထားလို့မရတဲ့အချိန်တိုင်းတာတစ်ခုရှိခဲ့ဘူးတယ်ပေါ့ဗျာအဲ့တော့ Darwin Ban ဒီ Sunderland အသင်းမှာဂိုးတွေအများကြီးသွင်းပြီးဂိုးသွင်းမှုဆိုဖြစ်ခဲ့တယ်ဒါတွေမကသေးဘူး Sunderland က Premier League ကိုတန်းတက်သွားမယ်ဆိုရင် Newcastle အနေနဲ့ခါးသီးပြိုင်ဘက်အသင်းတစ်သင်းနဲ့ပြန်လည်တွေ့ဆုံရမှာပါ Tiny World သမှာဒီ Newcastle နဲ့ Sunderland နှစ်သင်းဒီပြိုင်ဆိုင်မှုအပြင်းထန်ဆုံးသော club သင်းတွေဖြစ်ပါတယ်။ Merseyside Derby မှာ Liverpool နဲ့ Everton တို့ပြိုင်ဆိုင်မှုပြင်းထန်သလိုမျိုး Newcastle နဲ့ Sunderland ကလည်းပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။နောက်ကျွန်တော်တို့ Sunderland ကိုမမြင်ရတာလည်းကြာပြီ။ Sheffield United ဆိုရင်တော့ဗျာ Chris Wilder နဲ့တွဲပြီးကျွန်တော်တို့မြင်နေရသေးတယ်။ Sunderland ကကြတော့ EPL မှာပြိုင်တဲ့အဆက်ပြတ်သွားတာကြာပြီဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ ါစ်နဲ့စိတ်ခံစားချက်အရသူစန်ဒလန်ကိုပို့ပြီးတော့တက်စီခြင်းနဲ့သို့တော့တကယ်တမ်းလက်တွေ့ကျကျအသင်ရွေးပေးရမယ်ဆိုရင်လည်းကျွန်တော်စန်ဒလန်ကိုပို့သဘောကျပါတယ်။ Okay ကျွန်တော်နောက်ထပ်အရေးကြီးတဲ့ဒီပိုင်းကတော့ဒီနှစ်သင်းကြားရဲ့ကိန်းကနဲအချက်လက်တွေဖြစ်ပါတယ်။ Hard to hat နောက်ဆုံး6ကြိမ်ထိတိုက်တွေ့ဆုံမှုမှာတော့တစ်ကြိမ်တစ်ခါမှတည်မကြဘူးသားပါဘူး။စန်ဒလန်က2ကြိမ်နိုင်ပြီးတော့ Sheffield United က4ကြိမ်နိုင်တာပါတယ်။ဒီနှစ်ဘောလုံးရသည်မှာ2ကြိမ်တွေ့ဆုံမှုပြီးစန်ဒလန်အိမ်ကွင်းမှာ2-1နဲ့ Sheffield ကိုနိုင်ပြီးတော့ Sheffield United အိမ်ကွင်းမှာ1-0နဲ့စန်ဒလန်ကိုပြန်ပြီးအနိုင်ယူထားတဲ့အတွက် Hard to hat ထိတိုက်တွေ့ဆုံ ်မှုဟာဒါဒေဒေအနေထားလို့ပြောလို့ရပါတယ်လက်ရှိ current form ပြောမယ်ဆိုရင်တော့ Sheffield United က Sunderland ထက်ပိုတာတယ်ဗျလေးပွဲနိုင်တပွဲတည်တပွဲရှုံးတာတယ်ရှုံးတဲ့ပွဲက Burnley လို့ နော်ပရီးမီးယားလိဂ်ကိုတန်းတက်သွားတဲ့အသင်းကိုရှုံးတာပါ Blackburn Rovers ကိုတည်ကြတယ် Bristol City ကိုနှစ်ကြော့လုံး၃ဂိုးပြန်နဲ့သူတို့အနိုင်ယူနိုင်ခဲ့ပါတယ်အဲ့ဒါကြောင့်လက်ရှိ current ဆွမ်းဆောင်ရည်ကောင်းနေတယ်လို့ပြောနိုင်ပါတယ်တစ်ဖက်က Sunderland ရော Sheffield United နဲ့ဗျောင်းမြန်ဗျလက်ရှိ current ဆွမ်းဆောင်ရည်ကအတော်လေးကိုအခြေအနေစိုးနေပါတယ်အဲ့ဒါကြောင့်လိမ်ဖယ်လိမ်ဖယ်နဲ့ဟိုပရီးမီးယားလိဂ်ကိုတန်းတက်သွားနိုင်တယ်ပေါ့နော်ပြောချင်တာဗျအဲ့လိုကြိုးကြောင်ပုံစံမျိုးဖောင်မကောင်းတဲ့အသင်းတွေက ို့ပြီးနောက်ဆုံးပွဲစဉ်တွေမှာခြေသွမ်းကောင်းပြပြီးတော့ရလက်ကောင်းလေးရှိတယ်ဘလောက်ထိ current form မှာအခြေအနေဆိုးနေလဲဆိုရင် နောက်ဆုံး6ပွဲမှာ9ပွဲရှုံးပြီးတော့တပွဲပဲနိုင်ထားတယ်အဲ့ဒီနိုင်တဲ့ပွဲဟာဒါ Coventry ကိုအခု playoff ပထမအကြော်တော့နိုင်တာဗျ championship လက်ချက်ပွဲစဉ်တွေအားလုံးလည်း၄ပွဲဆက်ရှုံးထားတယ်လို့ Coventry ကိုအိမ်ကွင်းမှာကစားတဲ့ပွဲလည်းရှုံးတယ်အဲ့အတွက်ကြောင့် Sunderland အနေနဲ့ ကာရော့ဖောင်ဂျင်ရှင်မယ်ဆိုရင်တော့ရှက်ဖီယူနိုက်တက်ကိုတွားပြီးတော့ရှုပ်လို့မရအောင်။နောက်အင်ကွင်းဝင်းကွင်းဆွဲဆောင်ရတော့ဝင်းပလီမှာကံမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ထွေထူးတော့မပြောလို့။ဒါ့ပေမဲ့ကတရားဖေးမမှုအရာလိန်ဖယ်လိန်ဖယ်နဲ့တက်လာတဲ့ဆန်ဒလန်ရဲ့အခြေအနေအရာတော့ပရိသတ်ပူပြီးသဘောတွေ့ကျင်စရာကောင်းတယ်။တည်ကြဖို့များတဲ့ပွဲစဉ်တစ်ပွဲပါ။ဒါပေမဲ့အကျိုးမြတ်အနေငယ်ရလေပြဿနာမရှိဘူး investment လုပ်ချင်တယ်ဆိုရင်တော့ Sunderland အသင်းကိုအားပေးလို့ရပါကြောင်းသုံးသက်ဆွေးနွေးနေပဲ video လေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်